ကိုရမယ်ကိုလုံးမှာကိုရအခုဦးဇင်းတို့ယောဂီသူတော်စင်းနေအိမ်ကနေကြောင်းလာပြီးတော့ဒီလဆောက်ပြီးတယ်ဆောက်ပြီးရတဲ့ဒီလကုသိုလ်အခုနာရတဲ့ဘုရားဓမ္မတော်နာကုသိုလ်ကကိုပဲရအိမ်မှာကျန်နေတဲ့ပုဂ္ဂိုလ်ကြီးရတယ်ဟာဘုရားပါဘုရားအဲ့တော့ဘယ်လိုကုသိုလ်တွေလုပ်လို့မလုပ်တော့ကိုရဲလို့ဘယ်လိုဟုတ်လားဟုတ်ပါတယ်ဘုရားဒီဒီဟောပါဉာဏ်လူတို့တော့ဒီဒီဒီလအပေါင်းမြူကလည်းမြူပဲ လူညနဲ့တွေးပြီးတော့သူညနဲ့ရှင်းပြီးတော့နေလို့ရပါလားမရပါဘူးဗျာမလေးဆရာတို့ကြီးဒါလားရှိတယ်ဘဂရီဝနေပါလေနောင်လိုက်ချမ်းသာနဲ့ရောမဖို့ကိုနေရင်လောကကုသိုလ်အမှုသူ့ဘုံမတုကုသိုလ်မူ၌ကိုပြုကိုကြွကိုလုံးလာ၏ကိုထကိုနှုတ်ကိုအားကျုံးမှကိုကျုံးကိုသာကိုကြည်ရ၏ ချမ်းသာလို့ခြင်းနဲ့ဆိုလို့ရှိရင်တဲ့ဘုရင်တို့ယောဂီသူတော်စင်ဒီမှတ်တာယခုပိစုံပါယောဘဝတန်တရားမှာချမ်းသာလို့ခြင်းနဲ့အထက်တန်းရောက်ခြင်းနဲ့အစင်းမြင့်တဲ့အနေထားမျိုးရောက်ခြင်းနဲ့ဆိုလို့ရှိရင်တဲ့ဘဒုဘုံမှာတွေ့ပြီးတော့မနေရဘူးတဲ့ကိုထကိုတို့တဲ့ကိုယ်တိုင်ထရရမယ်ကိုယ်တိုင်နှိုးရမယ် မှန်ရဲ့လားမှန်ပါတယ်ဗျာပြုပြီးတော့မနေနဲ့နော်နေလို့ရပါလားရပါဗျာဒီကကုဟောနဲ့ကိုကိုကံနဲ့ကိုမှန်ရဲ့လားပြန်ပါဗျာနောင်လိုက်ချမ်းသာနေရမှာကိုကိုလင်းလုံးကသူ့ကိုမတုကုသူမှုနိုင်ကိုပြုကိုကြွကိုလုံးပါရင်ကိုထကိုတို့ကိုအားကျိုးမှာကိုကျိုးကိုအားကိုမှာကိုကျိုးကိုသာကိုကြည်ရည် ကောင်းမှုကုသိုလ်တွေပြုတဲ့နေရာမှာဘုရင်မှာသွားပြီးတော့တွေ့နေနေတယ်။ကိုယ်ကိုယ်ကိုယ်ပဲအားကိုးရမယ်၊ကိုယ်ကိုယ်ကိုကြိုးစားရမယ်၊ကိုယ်ကိုယ်ကိုနှိုးရမယ်၊ကိုယ်ကိုယ်ကိုထားရမယ်။ဘာရက်လား?မှန်ပါရဲ့။ကောင်းမှုကုသိုလ်မှမဟုတ်ဘူး။ဘုရားတို့ယောဂီတော်စင်တွေမိမိတို့အရေလျောက်စီးပွားရေးရှာတဲ့ပုဂ္ဂိုလ်တွေကလည်းပဲစီးပွားရှာတဲ့ခါမှာသူများတွေတွေ့ပြီးတော့မရှာနဲ့။ ကိုယ်ကိုယ်ကိုအားကိုးပြီးတော့ဆရာဖို့မလိုဘူးလားလိုပါတယ်ဗျာကိုယ်ကိုကိုယ့်ရဲ့ကိုယ်ကျင်တရားကောင်းကိုအချိန်간ထားပြီးတော့နေရာလေးရဲ့စီပေါင်းဇာတိရအောင်ရှာရမယ်နေရာလေးရဲ့စီပေါင်းဇာတိဒုဝါဒရဲ့ဒုဝါအောင်မပြောင်းပြန်အောင်လည်းထိမ့်သိမ်းဆောင်ထားရမယ်ဒုဝါဒရဲ့ဒုဝါအောင်လည်းပဲကျိုးစားဖို့မလိုဘူးလားလိုပါတယ်ဗျာကျိုးစားကြရပညာသင်တဲ့နေရာမှာလည်းပဲဒီတိုင်းပဲပညာသင်တဲ့နေရာမှာဆိုလို့ရှိရင်ကိုယ်ပညာရဖို့ကအဓိကပဲ တခြားအရာတွေသူများနဲ့ရှင်းလို့ရပါမလားမရပါဘူးဗျာဘုရားနဲ့သူကိုဘောနဲ့ကိုသူကံနဲ့သူကိုဘံနဲ့သူပညာသင်ရမယ့်အရေးမှာပညာကိုအဓိကထားပြီးတော့ကိုထကိုတို့ကိုကားဒီကိုကိုကိုအားကိုးရမယ်တဲ့သူများခိုင်းတာမဆောင်ရဘူးသူများကိုးတာမဆောင်ရဘူးကိုထကိုယ်တိုင်းထားရမယ်ကိုယ်တိုင်းကိုးရမယ်ပညာသင်ရမယ့်အရေး ဇီဝရှာရအရွယ်ကိုသူတို့ကပဲအရွယ်မှန်ရလားမှန်ပါရဲ့ဗျာရပါဟမ်ရပါဗျာကိုဘွားလည်းဆိုတော့ကိုတိုင်းကိုစူးစမ်းပြီးမှအားထုတ်ပြီးမှအားထုတ်အားထုတ်မှသာလေဉာဏ်ဆိုလည်းပဲရှေ့ရောက်မယ်ဇီဝရဆိုလည်းရှိရင်ရှေ့ရောက်မယ်ကုသိုလ်ဆိုလို့ရှိရင်လည်းပဲရှေ့ရောက်နိုင်မယ်သူများလေတုပ်ပြီးတော့မနေတင်ဘူးသူများလေတုပ်ပြီးတော့ပညာမရှာရဘူးသူများလေတုပ်ပြီးတော့ ဇီဝမရှာရဘူးလူများတွေသူ့ပြီးတော့ကုသိုလ်မရှာရဘူးဆိုတာပြောတာနားလေရလားပြင်ပါဗျာဘာတော့တရိယတယ်ဆိုလို့ရှိရင်ဦးဇေလိုမန္တလေးနေခဲ့တဲ့အချိန်လုံးကဒီလိုဝါတော့ဆိုလို့ရှိရင်ဦးဇေလိုမန္တလေးကတရက်ဘွက်ကိုဓမ္မယုံတစ်လုံးရှိတယ်အဲဒီဓမ္မယုံတွေကဘာလို့လဲဆိုလို့ရှိရင်မနေ့၄နာရီဆိုလို့ရှိရင် မနေ့စောစောစီကြွလာတဲ့တန်ခါးကိုယင်းနေဦးစင်းမျိုးအာယုံဆန်းကဲ့မုံတီတို့ဒီရတဲ့မုံတီမရှိဘူးမုံတီတို့မဟင်သာကိုအဲ့လိုမျိုးမျိုးကက်တယ်သူတဲ့မှာအသိနဲ့ရောက်ပြီးဆိုလို့ရှိရင်ဆွမ်းကံပြန်နိုင်လာပါပြီကြည့်ကြည့်ထားတာဘယ်တန်မာယုံမှာဘလို့ချိန်ထားတယ်အဲ့လိုမျိုးလိုက်ကြည့်ဟာဒီတန်မာယုံတမင်းကြီးတမင်းကြီးကိုကြိုက်လို့မစားဘူး ုံတီလေးဆိုလို့ရှိရင်စားရတယ်ရှက်ပေါက်ဆဲလေးဆိုလို့ရှိရင်အဲ့လိုလိုစားရတယ်လိုက်ကြည့်တကယ်ချင်းနေနဲ့စိုးစိုးစီးစီးသွားတယ်အမှန်တရားပဲဆိုရင်တက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 ်အမှန်တရားပဲဆိုလို့ရှိရင်ငဲ့လို့မဟုတ်ဘူးပျော်စရာကောင်းလို့ပါလားပျော်စရာကောင်းတယ်နဲ့စိုးစိုးစီးသွားရတာတကယ်ချင်းနေနဲ့သွားသွားစားတယ်အဲ့ဒီခါမှာဘုရင်ပြင်းတယ်ဆိုလို့ရှိရင်ဘုရင်တော့မန္တိဘုရင်တို့နေခဲ့တဲ့အကြောင်းရင်းပေါင်းရမှာပါရှိတယ်ဆိုလို့ရှိရင် ြောက်ွားရစရာရှိအချင်းချင်းတွေကထွက်တဲ့ကြောက်နေဒီမှာရောင်းဝယ်တာကိုကြောက်ပိုင်းဇူလာရှိတယ်အဲ့ဒီကြောက်ဝမ်းလူလာလုပ်တဲ့ပြည်ုပ်ဒီနဲ့နားမှာတွေ့သူတို့ကစီမရှာတာကိုစီမရှာတဲ့အခါမှာသူတို့ကရိုးရိုးလေးဝတ်တယ်သူတို့စီးတဲ့ခဏလေးဆိုလို့ရှိရင်ခုဒီမျက်စိတွေမြင်ရတယ်ဖုန်းနဲ့ဒီမျက်စိပြီးတော့သူတို့သွားအဲ့ဒီကြောက်ဝမ်းလို့သွားတယ်အဝေးပဲ ်ညာယောဂာရီနဲ့သွားတာမဟုတ်ဘူးစကေနဲ့သွားတာမဟုတ်ဘူးသူတို့ဆိုလို့ရှိရင်နောက်တော့ပဲကအဲ့လိုလုပ်တယ်သူညာနဲ့တွေ့ပြီးတော့မလို့သူညာနဲ့တွေ့ပြီးတော့စီမရှာတာမဟုတ်ဘူးကိုရှိတာနဲ့ဘို့ကြီးကိုရှိတာနဲ့ဘို့ပြီးတော့စီမရှာတယ်ဆိုတာသိစီလို့တော့ဘောပနဲ့နေစီပြီးတော့သွားကြတယ်၃လျှောက်ဖွဲ့ဖွဲ့ပြီးတော့အဲ့ဒါကိုမျက်စိနဲ့မြင်တယ် ဲ့ဒါကြောင့်ကုသိုလ်တို့ယောဂီပြောစင်းနေလည်းပဲကောင်းမှုကုသိုလ်လုပ်လာပဲဖြစ်ဖြစ်စီးပွားဆရာလာပဲဖြစ်ဖြစ်ပညာဆရာလာပဲဖြစ်ဖြစ်ဒါတို့ကမှတုတ်ပြီးတော့ပရိယာဘူးပညာဆရာနဲ့လည်းဆိုရင်ပညာရဖို့ကအဓိကစီးပွားဆရာနဲ့လည်းဆိုရင်စီးပွားဖြစ်ဖို့ကအဓိကအခုပြောဆိုလို့ရှိရင်ကုသိုလ်တို့ယောဂီပြောစင်းနေပါရဖို့လည်းကုသိုလ်ရဖို့ဘယ်ပုဂ္ဂိုလ်ကောင်းမှုကုသိုလ်တွေလုပ်လို့ဆိုလို့ ဒီပြီးတော့လုပ်ဖို့မလိုဘူးလားလိုပါ रे ဗျာဘုမာတူပြီးတော့မနေရတူပြီးတော့နေမယ်ဆိုရင်သူများကိုမတူပဲနဲ့သွားပြီးတော့တူပြီးတော့နေမယ်ဆိုရင်အဲဒီတူပပြီးတော့နေတဲ့ပုဂ္ဂိုလ်ပဲဒုက္ခရောက်တဲ့တဲ့မှန်ရလားမှန်ပါ रे ဗျာဘုမာဘုံလေးပြောပြမယ်ကုသိုလ်တော်မြတ်စွာဘုရားရောတရားပြဖို့ပါရမီဖြည့်စည်းနေတဲ့အချိန်လုံးလား ဘုရားအောင်ဆိုပြီးတော့ဦးဇင်းတို့ယောဂီတို့ဇနီးသူ့ဘဝကြီးတန်းရောက်တယ်လို့မထင်နဲ့မကောင်းတဲ့ကံတွေရောက်ခိစ္ဆန်ဘဝလည်းပဲရောက်လာပဲနော်တခုသောဘဝမှာမြတ်စွာဘုရားကရှင်သေးလာဖြစ်ဘာလာဖြစ်လဲရှင်သေးလာဖြစ်ပါလေဗျာရှင်သေးလာဖြစ်တယ်မြတ်စွာဘုရားကရှင်သေးလာဖြစ်တဲ့ကဘာတွေကိုစတော့တယ်ဆိုလို့ရှိရင်ကျွဲတွေနွားတွေကိုအစာရှာပြီးတော့ ကျွဲသားတွေမာသားတွေအစာလုပ်ပြီးတော့စားတယ်ပေါ့။ဒီနေ့ဘုရားတော်ရှင်တွေကိုမြင်တဲ့ဒေဝရလောင်းညီခွေးကခြေအောင်လေးတွေတလေးတွေကုတ်ပြီးတော့ညီကြီးမှာရင်ပလေးနဲ့ဝုတ်ပြီးတော့ဘုရားတော်ဆံစီလာတယ်။ဘုရားတော်ဆံစီလာပြီးတော့ဘုရားတော်ရဲ့အကူအညီနဲ့ဘုရားတော်စားကြစားကြလေးတွေစားတော့ပြီးတော့ ဘုရားလောင်းရဲ့အနန္တမှာပဲဒီဝရလောင်းဒီပြိကနေရအဲ့လိုနေပါများတော့ဘုရားလောင်းကလည်းဆာရှာကျွေးရဲ့ကိုယ်နဲ့အမျိုးမတူဘူးဆိုပြီးတော့ပြစ်ထားရတာဒီမထားပါဘူးဗျာသူ့ကိုရန်မူမဲ့ဒီဝရလောင်းဒီပြိကိုမြတ်စွာဘုရားလောင်းကအသားရေရှာပြီးတော့ကျွေးရဲ့ကြာလာတော့ကတော့အဲ့ဒီညီခွေးဖြစ်တဲ့ဒီဝရလောင်းက မမာနတွေတက်ပြီးတော့လာအေးသူလည်းပဲခြေလေးချောင်းပါတယ်ငါလည်းပဲခြေလေးချောင်းပါတယ်ငါလည်းပဲအစာရှာဖတ်မယ်ဆိုပြီးတော့အဲ့ဒီမြေပိတ်ကမန္တိတက်ပြီးတော့ဘုရားကောင်ကတုတ်ပါတုတ်ပြီးတော့ပြောတယ်ချင်းချင်းလေးနေ ကျွန်တော်နေတိုင်းနေတိုင်းရှင်းချင်နေမြင်သွေးဝင်သွေးမွေးပြီးတော့ထားတယ်သွေးမွေးတဲ့အသားတွေစပြီးတော့နေရတာအားနာတယ်အရှင်းချင်နေမြင်ဒီကူလဲမှမပြေးပါကျွန်တော်အစာစာပြေးပါမယ်ကျွန်တော်စင်ကောင်လုံးကြီးကိုကိုက်ပြီးတော့လာချီပြီးတော့စင်အရှင်းချင်နေမြင်ကြီးကိုလာပြီးတော့ကျေးဇူးဆက်မယ်ကျွန်တော်ဒီနေ့ကစပြီးတော့အစာစာဖတ်မယ်လို့မတူဘဲနဲ့တုတ်ပြီးတော့မြေခွေးကဘုရားလာကိုပြောတယ် ရလာမှာဟေ့ဒီပြင်ပြင်သွားပြီးတော့တူနေစင်ဆိုရာအင်မတန်မှခန္ဓာကိုယ်ကြီးရဲ့အင်မတန်မှမြင့်နေအစွဲကြီးတွေကလည်းအရှိကြီးတွေပဲမင်းဒုက္ခရောက်နေပြီဒါလူတွေရဲ့အတုံးအုံးနဲ့ပြောမယ်ဆိုလို့ရှိရင်သူတို့လည်းပဲစာဝတ်ဒီမှရှာတာပဲမှန်ရလားတင်ပါဗျာစာဝတ်နေရေးသွားရှာတာပါဗျာစာရှာထွက်တာပဲတင်ပါဗျာဒါစာရှာထွက်တဲ့ဒီခွေရ မပြိုင်ခင်နဲ့ဘုသူ့ဘုရားပြိုင်လေဘုရားရှင်လောင်းနေတာပြိုင်တယ်အရှင်ရှင်နေနေဟောဒီနေရာမှာအေးအေးဆေးဆေးနေပါကျွန်တော်စင်ကြီးကိုကိုက်ပြီးတော့ခြိလာပြီးတော့ရှင်မင်းကြီးကိုအချင်းရှင်နေနေကိုတွေ့ပါမယ်အဲ့လိုလာပြီးတော့ပြောတယ်ပြောတဲ့အခါကျတော့ညာအောင်ရှင်နေကြီးကလက်မခံဘူးအကျိုးကြောင့်ပြောပြရတဲ့သုံးသင်နဲ့ဆုံးပါတယ်မေဃာစကားနာတော်မှာစကားနာမှာဘာဖြစ်ဒုက္ခရောက်နေမယ် စင်းနေဆိုတာကခုနကပြောသလိုပဲမြင်မြင်မတမ်းမှအရဲ့ကြီးကြီးကမြင်လေခန္ဓာကိုယ်ကြီးကလည်းကြီးမာတယ်အစွဲကြီးတွေကလည်းအရှိကြီးကြီးမြင်မှာစကားနားထောင်ရင်ချမ်းသာရလိမ့်မယ်မှာစကားနားမထောင်ရင်တော့မြင်ဒုက္ခရောက်လိမ့်မယ်ဘယ်တော့မှမြင်စီးပွားရှာတဲ့အခါမှာမာမာနမတက်နဲ့သူ့ကြားကိုတုပ်ပြီးတော့ခဏနေကိုယ်အစဉ်တန်းကိုသိကိုယ်အနေထားကိုသိပြီးတော့မြင် စီဝါရှာပါစာတရားရှာပါလို့မြတ်စွာဘုရားတော်ရှင်ဒီမင်းကဒီဝရဏောင်းမြေခွေးကိုပြောတယ်မရမြတ်တော်ဘာလုပ်တယ်ရှင်အဲ့ဒီမြေခွေးကဒီဝရဏောင်းမြေခွေးကတောင်ထိပ်ပေါ်တက်တယ်ဒီခွေရောက်ပါပြီလေ။တောင်ပေါ်ရောက်သွားပါပြီခင်ဗျာ။တောင်ပေါ်ရောက်ပြီးတော့သူကရှင်တိပေါ်တယ်လို့၃ချိန်၃ပါပေါ်တာ။ကဲနားထောင်ကြည့်လိုက်။ခွေပေါ်လာတဲ့ရှင်တိပေါ်လာ ဘယ်တော့ပါချလဲမသိရဘူးလားသိရပါတယ်ဖေ။တောင်ကျိတ်ပုံမှာတက်ပြီးတော့ဒီဝရဏညီဖေးကတုံးတေတုံးကပေါ်ပြီးတော့တောင်ချင်းကြီးကိုနှံ့ကြည့်။နှံ့ကြည့်ရတာစင်ကြီးတပေါင်းတွေ့။အဲဒီစင်ကြီးကိုတခါရဲ့သူကအရှိန်နဲ့တောင်မောကနေရှင်နဲ့အဲစင်ကြီးကိုဖမ်းမယ်ဆိုတဲ့အချိန်နဲ့စင်ကြီးကိုတွတ်ပြီးတော့ဖမ်း။ဘယ်ဖမ်းလို့ရမလဲစင်ရဲ့ရှိမှခါရဲ့ကြာ။ အဲဒီမှာဆင်ကသူ့ကိုခြေနှချောင်းနဲ့နင်းချပြီးတော့လက်ဖြတ်ပြလိုက်သူများကိုမတူပဲနဲ့တွားပြီးတော့တွတ်ပြီးတော့နေတဲ့အတွက်ကြောင့်ရေခွေးသေပြီးနဲ့မကြုံရဘူးလားကြုံရပါတယ်ဗျာဒီလိုမျိုးဒီလိုမျိုးဒီကောင်းမှုကုသိုလ်လုပ်တာပဲဖြစ်ဖြစ်ဒီဝါရှာတဲ့အခါမှာပဲဖြစ်ပြီးပညာရှာတဲ့အခါမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝကိုယ့်အခြေအနေကိုသိပြီးတော့ ကျိုးစားဖို့ဘလို့ကတူပါလေဗျာဉာဏ်နဲ့တူပါနေရင်ဒီလိုဒုက္ခရောက်တဲ့ဉာဏ်မရှိတဲ့ပညာရှိပုဂ္ဂိုလ်ရဲ့အဆုံးအမတွေမလိုက်နာနိုင်မလိုက်နာဖို့ဆိုလို့ရှိရင်ဒီလိုဒုက္ခရောက်တဲ့ဆိုတာမသိရဘူးလားသိရပါလေဗျာဒီလိုယောဂီသူတော်စင်ကြီးကောင်းတဲ့ဥပ္ပိစာရဲ့ဤသို့တဲ့ဉာဏ်မှလည်း ဘယ်လိုရင်ပြုတ်ပြုတ်မပြုတ်ဘူးသူတို့သွားပြီးတော့တွေ့မနေနဲ့ကိုကုသိုလ်တို့အောင်နေရမယ်မာရကမှန်ပါတယ်ဗျာဆရာတဲ့အခါမှာလည်းပဲဘုရားမှာတွေ့ပြီးတွေ့ပါပြီးတော့မနေနဲ့ငြင်းရန်ရတနာသုံးပါးကိုဥသိထားပြီးတော့ကောင်းကောင်းဤကနဲ့စီဝါရေးရှာဖို့ဘလိုဟုလားတွေ့ပါတယ်ဗျာပညာရှာတဲ့အရေလေးဒီအတိုင်းပဲအရှင်တရားလူကြီးတို့ကပညာသင်ရမယ်ပညာဆရာရမယ်အရေမဟုတ်ဗျာဆိုလို့ရှိရင်ကဲ့ ဘုရင်တို့ယောဂီပြောစင်းနေဒါဒါရီတပီးရီမရှိဘူးလားရှိပါတယ်ဗျာဒီ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 မှာဒူလေးဒူမှာဒီဒီနီလန်းဒီပြောပြလို့မရနိုင်ဘူးလားရပါတယ်ဗျာပြောပြလို့ရတယ်ပြောပြရမယ်သူများတို့တွေ့ပြီးတော့နေရင်အဲ့ဒီပုဂ္ဂိုလ်တွေပဲမတွေ့ရင်ဘာတွေ့ရင်ကိုယ်ပဲဒုက္ခရောက်မယ်ဆိုတော့သင်္ခါစာတွေမရရဘူးလားရပါတယ်ဗျာ ိဘေးကနေလွတ်မြောက်ခြင်းလေဆိုရင်ပညာရှိသူတော်ကောင်းကြီးရဲ့အဆုံးအမ၄ပညာရှိသူတော်ကောင်းကြီးကိုမိဝဲစီကြရမယ်မိဝဲစီကြပြီးတော့အဲ့ဒီပညာရှိသူတော်ကောင်းကြီးရဲ့အဆုံးအမ၄ကိုမလိုရမယ်ဂိုင်းနာရမယ်